စစ်ကောင်စီရဲ့ဘောလခဲကာကင်းစခန်းသိမ်းတပ်ဖွဲ့တွင်ဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှရဲဘော်2ဦးကြာဆုံးခဲ့2025ခုနှစ်မေလ22ရက်နေ့ကကင်းဒီပြည်နယ်ဘောလခဲမြို့နယ်ကစစ်ကောင်စီရဲ့ကာကင်းစခန်းကိုတိုက်ခိုက်သိမ်းယူတဲ့တပ်ဖွဲ့မှဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးကြာဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကြာဆုံးသွားခဲ့တဲ့ရဲဘော်တွေဟာဖားဆောင်ပြည်သူ့ကာကွယ်တပ်မှ ူတဆူမူရဲဘော်မင်းစော်နဲ့တဆိတ်မူရဲဘော်စိုးနေလင်းဥခေါ်ဘိုထေတို့ဖြစ်ပါတယ်။ကင်နီပီနယ်ဘော်လခဲစစ်ကောင်စီရဲ့ရင်းနီပေါက်ကာကင်းစကန်ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုင်ရင်လက်နက်ငယ်ကြီးထိမှန်ကမြင့်မြတ်စွာအသက်ပေးကြာဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ရဲဘော်နှစ်ယောက်လုံးဟာစစ်ကောင်စီတပ်ရဲ့ဘန်ကာကိုဝင်လုံးရင်းနဲ့အနီးကပ်မှာလက်နက်ငယ်နဲ့ပစ်ခတ်ခံရကကြာဆုံးသွားခဲ့ရတာဖြစ်တယ်လို့ဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ပေါ်လခဲမြို့နယ်မှာစစ်ကောင်စီတန်တဲ့တော်လဲတိုက်ပွဲဝင်ကြမကြာခဏဆိုသောအထီးတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီးဖားဆောင်တီသူကာကွယ်တပ်ဖွဲ့ကလည်းဒီတိုက်ပွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။မီလိုဖားဆောင်ပြည်သူကာကွယ်တပ်ဖွဲ့အမှတ်1138တရရင်နေတဲ့2025ခုနှစ်မေလ22ရက်နေ့ကပေါ်လခဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ရင်းနှီးပေါက်ကာကင်းစခန်းအတိုက်ခိုက်သိမ်းပိုက်စဉ် တူတဆူမူရဲဘော်မင်းဆောင်အသက်23နှစ်နဲ့ရဲဘော်စိုးနေလင်းဦးအသက်23နှစ်တို့မြင့်မြတ်စွာအသက်ပြီးကြာဆုံးသွားကြရတာဖြစ်ပါတယ်။ရဲဘော်ရဲ့စွန့်လို့ပိဆက်အနစ်နာခံမှုတွေဟာကျွန်တော်တို့အားလုံးနဲ့တိုင်းပြည်အတွက်ကြီးမားတဲ့အဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ခဲ့ပြီးရဲဘော်ရဲ့မပြီးဆုံးတဲ့တော်လိုင်းတာဝန်တွေကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကဆက်လက်ထမ်းဆောင်သွားပါမယ်လို့ပါဆောင်ပြည်သူကာကွယ်တပွဲကဝန်내ကြေကွဲခြင်းများစွာဖြင့်ထုတ်ပြန်ထားကြရလဲဖြစ်ပါတယ်။ ရန်တောင် KRK နီမှာတော်လိုင်းတပ်ဖွဲ့ပေါင်းများစွာအဖွဲ့စည်းပေါင်းများစွာကစစ်ကောင်စီတပ်ကိုတိုက်ခိုက်ကြရင်ပေါ်လကဲမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ရင်းနှီးပေါင်းကာကင်စခန်းကိုဖားဆောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရင်စစ်ကောင်စီတပ်ရဲ့ပန်းကားကိုအနီးကပ်ဝင်လုံးပစ်ခတ်ကြရင်လက်နက်ငယ်ကြီးထိမှန်ကရဲဘော်နှစ်ဦးကြာဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ကြာဆုံးသွားခဲ့တဲ့ရဲဘော်နှစ်ဦးဟာအသက်23နှစ်အရွယ်သာရှိနေသေးတယ်ဖြစ်ပါတယ်။ ဖန်ဆင်းရေးအတွက်ရဲရင်ပြီးခိုင်မာတဲ့စိတ်တက်တဲ့ရှီလန်းစစ်မင်သာပြည်မှာထိုးစစ်စင်တိုက်ပွဲဝင်ရင်မြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေကိုတော်လိုင်းရဲ့အာဇာနည်သူရဲကောင်းများအဖြစ်ကျွန်တော်တို့ကြက်ရှိတဲ့ရဲဘော်ရဲဘက်တွေကအတိမတ်ပြုမှတ်တမ်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ်။ဒီလိုကြာဆုံးမှုတွေဟာပျောက်သွားလို့မရပါဘူး။ပြည်သူတွေအားလုံးသိနေမှာလည်းဖြစ်မှာပါ။ဘာလို့ပြည်သူတွေသိရမလဲဆိုတော့ဒီကြာဆုံးမှုတွေဟာကျွန်တော်တို့အားလုံးနဲ့ ပြည်သူလူထုအားလုံးကိုဖဆစ်အချမ်းမဲ့လောက်ကနေသုံးမြောက်ဖို့အတွက်ကာကွယ်ကြရင်မြင့်မြတ်စွာအသက်ပေးကြဆုံးသွားခဲ့ရတာဖြစ်လို့ပါပဲဒီလိုမျိုးအညာတို့ကဒုမတိဒုမတိကြဆုံးခဲ့ရမှုတွေကိုကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာကမှတ်တမ်းတင်ရင်တမန်ရဲ့စာမျက်နှာတွေမှာအာဇာနည်သူရဲကောင်းတွေကိုမှတ်တမ်းတင်နေရတာလည်းဖြစ်ပါတယ်ဒီမှတ်တမ်းတွေဟာနောက်တစ်ချိန်ကြာရင် မျိုးတလိုင်းမှာဒီလိုလူတွေပေးဆက်ခဲ့ရလို့ဒီလိုရဲဘော်တွေဒီလိုအသက်အရွယ်တွေဒီလိုနေရာတွေမှာပေးဆက်ခဲ့လို့ကျွန်တော်တို့ဒီလိုလူမြောက်အောင်မြင်နေကြောင်းတမန်ရဲ့ဆာမျက်နှာတွေမှာထင်ကျန်ရစ်စေခြင်းလို့မှတ်တမ်းတင်နေရခြင်းလည်းဖြစ်ပါတယ်ဒီမှတ်တမ်းတွေဟာအမတန်ဝမ်းနည်းစရာကောင်းတဲ့မှတ်တမ်းတွေပါပဲစိတ်ကြီးကြိုက်စရာကောင်းပြီးဝမ်းနည်းကြည်ကွဲရတဲ့နေ့ရက်များပါပဲဒီလိုမှတ်တမ်းတွေမလုတ်ချင်တော့ပါဘူး ဒီလိုမှတ်တမ်းတွေကြောင့်လည်းစိတ်ခံစားချက်တွေအမတန်ပြင်းရှထိရှားနာကျင်လွန်ပါတယ်မပိစက်ကြရပဲမစွန့်လွတ်ကြရပဲအောင်သွားခဲ့ရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့လည်းလက်နက်ကန်တိုက်ပွဲဝင်နေကြပြတ်ပြတ်ကြောင်ကျွန်တော်တို့မှအဆုံးရှုံးနေတော့ရှိလာမှာမလွဲမသွေပါပဲဒီလိုဆုံးရှုံးနေနေအောင်ဒီလိုဆုံးရှုံးနေမဖြစ်အောင်အတွက်ကျွန်တော်တို့အားလုံးမြို့တော်တိုင်းမှာနေ့အတိုင်းပါဝင်နေကြပြီးရရနေရရနေထောက်ပံ့နေရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးအမြဲတမ်းတိုက်တွန်းနှိုးဆော်ကြင်ကျင်းရလဲ ကျွန်တော်ကဒီလိုတန်ဖိုးရှိတဲ့ရဲဘော်တွေကိုထပ်မံမကြဆုံးစေချင်တော့လို့ပဲဖြစ်ပါတယ်။ဖိနေကန်ပြည်သူလူထုမြမြဖို့အတွက်တရားရဲဘက်ကနေလက်နက်ကင်တော်လည်းမြမြစွာအသက်ပေးသူကြဆုံးသွားခဲ့ရတဲ့ဖားဆောင်ပြည်သူကာကွယ်တပ်ဖွဲ့အမတ်1138တရင်မှရဲဘော်မင်းစော်နဲ့ရဲဘော်စိုးနေလင်းဦးလိုဟာကျွန်တော်တို့ support video ရဲ့မြန်မာမှာလည်းအလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်တွေရဲ့စော်လုံးညနာခံဖိဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လည်းတမိုင်းကဘယ်တော့မှမေ့သွားနိုင်မှာမဟုတ်ပါဘူး။ ကြဆုံရတဲ့ရေဝရုခေါင်းရသူကလေးသားပါစေ။ဖစိကျမ်းမဆီယနာရှင်လေးကိုအမြင့်ပြည့်ချီးမွမ်းရင်တော်လိုင်းမှာကြဆုံသွားခဲ့တဲ့သူရဲ့ကောင်းအာဇာနည်ကြီးရဲ့အကြောင်းကိုခြေခွဲဝန်းနဲ့ကိုရင်းလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။ Support PDF ရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်တော်လိုင်းမှာရောင်းတနေရာတွေကနေပေါင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ယူတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံဘော်ထောလာရဲ့အတွက် ဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်လက်ကံရွေပဲဖြစ်စီလက်လက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကောက်ွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF ရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်အာရှုမြေဆော